မမကဘာလေးဝင်ဝင်လှနေတာပဲဆက်ချုပ်တက်တော့မိုက်တယ်တဲ့ဟုတ်တယ်ညီမလေးဆက်ချုပ်တက်မယ်ဆိုလို့ရှိရင်ကိုဝစ်ချင်တဲ့ဒီဇိုင်းကို ကိုနဲ့လိုက်အောင်ချုပ်ဝေလို့ရတယ်အခုဝစ်ထားတဲ့ဒီအင်းကြီးလေးကမတဲလစ်စာလေးကို ချုပ်ထားတာပက်တန်ကတော့အစင်းမြင့်လက်မပက်တန်နဲ့ပါပခုံးမှာချုပ်ရုံးမပါဘူး နောက်ပြီးတော့ဒေါက်ချိုရိုးတွေဘေးချိုရိုးတွေကိုလည်းချိုရိုးပြောင်းနဲ့ချုပ်တာအဲညက်တာကိုချုပ်တာရောအပီးအထိဘလို့ချုပ်တာလဲဆိုတာကိုပြပေးမယ်နော်ပခုံးဆဲချုပ်ရိုးမပါခြင်းလို့နောက်ချမ်းပက်တန်နဲ့ရှေ့ချမ်းပက်တန်တို့ကိုအရင်ဆုံးပခုံးတွဲထားလိုက်မယ်ရှင်ကန်ရဲ့အပေါ်မှာထပ်ဝက်တဲ့မက်တဲလေးစာအပါသားလေးကိုချုပ်မှာပါ ဒါကအနှံလိုက်ဆွဲကြည့်လိုက်ရင်ဒါကခါရှည်ထားမယ်ဒီလိုအလျားလိုက်ဆွဲကြည့်လိုက်လို့ရှင်တော့အရာကိုကြတော့ကိုလုံးပက်လဲထားမယ်ကိုလုံးပက်လဲကဆွဲလို့ရတဲ့အသားကိုထားမယ်အကုန်လုံးပြန်ပြန်လေးဖြောင်းတေချာလေးခောက်လိုက်မယ်ခပ်ပြီးတော့နောက်ချမ်းခောက်ယူနေရာလေးနဲ့ ပိတ်ဆကခောက်ယူနေရလေးနဲ့ခောက်ယူလေးခောက်ယူနေရကိုတထက်ထဲကြအောင်တင်မယ်တင်ပြီးငိန်သွားအောင်လို့ပင်အပ်လေးတွေနဲ့လိုက်ပြီးတော့တွဲမယ် ဘေးချိုရို့အတွက်ကိုချုပ်စာ6စိတ်ချမ်းပြီးတော့ညံမယ်ပခုံးလျှော်လေးအတွက်ကိုအရှိဦးနှစ်ခွဲတိုးထားလိုက်မယ်နှစ်လက်မခွဲတိုးထားပြီးတော့ညံလိုက်မယ်ပြီးတော့ဒီဘက်ကလည်းဘေးချိုရို့အတွက်ဆိုတော့6စိတ်ညံမယ်အင်းကြီးမှာချုပ်စာကတလက်မခါအရှိရထားပြီးသားဆိုတော့ခုကတော့အောက်ခါအရှိကို၄စိတ်ပဲပို့ထားလိုက်တော့မယ်ပခုံးကိုလည်း ဲ့လေဘင်းကိုလည်းလေးစိတ်ချုပ်စာပို့မယ်တလွာတဲ့ညှက်လိုက်မယ်အပေါ်တလွာတဲ့ပဲညှက်လိုက်မယ်အပေါ်တလွာတဲ့ကိုကြတော့ဒါရင်ပုံးအခန့်ချန်လေးဒီနေရာလေးကိုလည်းဒါ6စိတ်ပို့ထားလိုက်မယ်အောက်ခါကို၄စိတ်စီပို့မယ် ဒီထောက်နေရကိုလည်းထောက်နေရကို6စိတ်ပို့မယ်ချုပ်ရိုးပြောက်ပြန်ချုပ်မှာမို့လို့ချုပ်ပြီးပြန်လန်းချုပ်မှာပြီးတော့ခါရှိလေးကို4စိတ်ပို့မယ်ဒီဘက်မှာကြံ့နေတဲ့အချမ်းလေးကိုကြတော့ရင်ပုံး ရင်ဘုံကိုကျတော့ပြန်ခောက်စာအတွက်ပါ6လက်မှထားလိုက်မယ်။အောက်က9လက်မှအပေါ်က6လက်မှအဲ့ဒီလိုနှစ်ခေါက်ခေါက်မှမို့လို့ပါတခါတည်းဟိုပိတ်ဆက်သားတသက်ဆက်မနေတော့ဘူးပေါ့နော်ပြီးတော့လေဗင်းလေးကိုလည်းညှက်ထုတ်လိုက်မယ်ဒါဆိုရင်တော့ ပိတ်စာလေးရချုပ်ဖို့အဆင်သင့်ရပါပြီ။ဒါကအရင်ဆုံးတောက်နေရာလေးတွေကိုချုပ်မှာ။တောက်နေရာလေးကိုဒါဒစိတ်ခွဲပြားလောက်ကလေးပဲချုပ်လိုက်မယ်။လက်နဲ့ဆွဲပြီးတော့တတိခွဲပြလောက်လေးချုပ်မယ်ချုပ်ပြီးတဲ့ချုပ်စာအသားလေးကိုကကြီးနဲ့လိုက်ပြီးတော့ညှက်မယ် တစိစာလေးပဲခြံပြီးတော့တန်တန်လေးဖြစ်အောင်ညှက်လိုက်မယ်အာအထစ်တီးဟိုအရာလေးမဖြစ်အောင်လို့တစ်ဖြောင်းလေးလေးဖြစ်အောင်ညှက်ထားမယ်ပြီးတော့မှပြန်ပြီးတော့လှမ်းပြီးတော့ချုပ်မယ်အဲ့ဒီပြန်ပြီးတော့လှမ်းပြီးချုပ်တော့မှအဲ့ဒါကမလှပဲဖြစ်သွားမယ်အဲပြန်လှန်ပြီးတော့ချုပ်တဲ့အခါမှာတင်းတင်းလေးဆွဲထားရမယ် အဖက်ကိုတင်းတင်းလေးဆွဲထားပြီးတော့ချုပ်မယ်။ချုပ်ရိုးလေးကိုဟိုဘက်ကအစလှန်လိုက်တဲ့အစချုပ်ရိုးလေးကိုလုံအောင်ချုပ်မယ်။အဖျားလေးကိုလည်းတွယ်တွယ်လေးဖြစ်အောင်ချုပ်မယ်။ဒါဆိုရင်ဒါအလှတဲ့ဘက်ကလေးမှာ ဒါကရင်ပွန်းအခန်းချမ်းကိုလည်းပထမတစ်ခေါက်ခေါက်မယ်မိဘူးနဲ့ခေါက်ပြီးလို့ရှိရင်အအနာလေးတွေမညီတာလေးတွေကိုဖြောင့်တန်းနေအောင်လိုက်ညက်ဒါကကော်ထည့်စရာမလိုဒီတိုင်းပဲခေါက်ရင်သူကသူခေါက်ယူကြိုးတယ် ဘူးနောက်တစ်ခေါက်ထပ်ခေါက်မယ်ဒီတောက်ရာဒီတောက်ကိုလည်းဟိုဘက်ကိုချိုးရမယ်တောက်ကိုဒီဘက်တောက်ကိုဒီဘက်ကတောက်ကိုလည်းဘေးဘက်ကိုလှမ်းမိဖို့တိုက်ဟိုဘက်တောက်ကိုလည်းဘေးဘက်လှမ်းပြီးတော့မိဖို့တိုက်မယ်တိုက်ပြီးလို့ရှင်ဒါအောင်နာခောက်အောင်နာပထမသေးသေးလေးတချိုးချိုးမယ်တစိတ်ခွဲလောက်ပဲ ပြီးတော့မှနောက်တချို့ကြရင်20လောက်ချိုးမှာ ဒါနောက်တချို့ချိုးတဲ့အခါကျတော့နှစ်စိတ်ချိုးတယ်ဒါလည်းဒီလိုပဲကောထည့်စရာမလိုမိဘူးလေးကိုတော့အလျှော့တင်းလေးတွေရောထိမ့်ပေးရတယ်အောင်နာခောက်တယ်လို့လက်ဖြားလဲခောက်မယ် ပြီးတော့ဘေးတွဲတဲ့အခါကျရင် ချုပ်ရိုးပြောက်လေးတွဲမယ်အဲဒါဆိုလို့ရှိရင်ဒါလက်ဘင်းကတော့အလုံးကိုကလေးနဲ့ကုတ်မယ်ဆိုရင်ပြီးသွားပါပြီ